ားလုံးပဲမင်္ဂလာပါဗျာ TDA Football Show YouTube channel ကနေပြီးတော့ညီကိုတွေအားလုံးကိုပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညီကိုတွေကိုရွေးချယ်သုံးသပ်ပေးခြင်းနဲ့ပွဲလေးကတော့ဒါ Club Rocket ရဲ့ Cruci ဒုတိယပွဲစဉ်ဖြစ်တဲ့ဒါ Boca Junior အသင်းနဲ့ Benfica အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဗျာဒါ Cruci မှာဆိုလို့ရှိရင်တော့ဒါ Bayern Munich Benfica Boca Junior LM City တို့ပါဝင်နေပြီးတော့ဒါ Bayern Munich ကတော့မနေ့ညာ LM City ကိုတမ်းစီဆိုတဲ့၁၉ဂိုးမရှိဆိုတဲ့ရလက်နဲ့အနိုင်ရရှိထားတာကိုကျွန်တော်တွေ့ရပါတယ်ဗျာ ဒါအာဂျင်နီနာအာဂျင်နီနာဒီဗီရှင်1မှာကစားနေတဲ့ဘိုကာဂျူနီယာအသင်းကဒါ16ပွဲကစားပြီးထားချိန်မှာ10ပွဲနိုင်3ပွဲတည်3ပွဲရှုံးဆိုတဲ့ရလက်ကိုရရှိထားပြီးတော့ဒါအဆင့်နဲ့နေရာမှာယက်တည်နေသလိုအသင်းရဲ့လူစည်းရင်းမှာလည်းဒါတချင်က United ရဲ့ကစားသမားဟောင်းတွေဖြစ်တဲ့အကူသမားနေရာမှာဆိုရင် Romero, Andre Herrera, Marco Rojo, Cavani တို့လိုကစားသမားအတွေ့အကြုံရင်ကစားသမားများစွာရှိနေတယ်ကျွန်တော်တွေ့ရပါတယ်ဗျ။ဘိုကာဂျူနီယာအသင်းရဲ့ဒါနောက်ဆုံး နောက်ဆုံးပေါ့နော်ဒါနောက်ဆုံးကစားထားတဲ့၅ပွဲမှာဘောကာဂျူနီယာအသင်းကတပွဲပဲအနိုင်ရရှိပြီးတော့နှစ်ပွဲတည်နှစ်ပွဲရှုံးဆိုတဲ့ရလဒ်ကိုရရှိထားတဲ့အတွက်ကြောင့်ဘောကာဂျူနီယာအသင်းကလက်ရှိတင်းဖောင်ကတိတ်ပြီးတော့အားရစရာကောင်းနေတဲ့အနေအထားတော့မဟုတ်ဘူးဗျကျွန်တော်တို့ပေါ်တူဂီကလပ်ဗီဗီကာအသင်းကပေါ်တူဂီလိမ့်မှာချန်ပီယံစပိုတင်ထက်သူတို့ရမှတ်နှစ်မှတ်ရော့ပြီးတော့ဒုတိယနေရာနဲ့ဒါကျင်းတ်ခဲ့ရတာကျင်းတ်ခဲ့ရတာဖြစ်ပါတယ်ဗျဒါအခုဒီအုပ်စုမှာဆိုရင်လည်းဘိုင်ယန်မြူးနစ်လိုအင်အားကြီးအသင်းပါဝင်နေတာဖြစ်တဲ့အတွက်ကြောင့်အုပ်စုဒုတိယနေရာအတွက်ဘောကာဂျူနီယာအသင်းနဲ့ အပြိုင်ဆိုင်လူရမယ့်အနေအထားမျိုးဖြစ်ပါတယ်ဗျဘေဗီကာရဲ့လူစည်းရဲမှာမန်ချက်စတာစီးတီးရဲ့ဒါဝိုင်းရင်နောက်ခံလူဖြစ်တဲ့ဒါပရဂီလေဝေးစင်လူငယ်နောက်တန်းကစားသမားဖြစ်တဲ့အန်တိုနီယိုဆေးဘာတို့အန်တိုနီယိုဆေးဘာတို့ရဲ့တွဲဖက်မှုကလည်းအတော်လေးတည်ငြိမ်နေတာကိုတွေ့ရပြီးတော့ဒါတိုက်စစ်ပိုင်းမှာဆိုရင်ဒါပြီးခဲ့တဲ့ရာသီကမှအသင်းကိုရောက်ရှိလာပြီးတော့ဒီနေ့လိပြိုင်ပွဲမှာ16ဂိုးအထိသွင်းယူပေးထားတဲ့ဗာဂီလက်လိုဗာဂီလက်လိုတိုက်စစ်မှုမျိုးရှိနေတဲ့အပြင် ်တဲ့အိုဂန်ဂလူရီနာဒိုဆန်ချက်ဖက်ဒရစ်ဖက်ဒရစ်ဖက်ဒရစ်အော့စနာဖလိုရန်တီနိုလူးဝစ်တို့လိုကစားသမားတွေရှိနေတဲ့အပြင်ကိုယ်သမားနေရာမှာဆိုရင်လည်းဒါအာလူငယ်ကိုယ်သမားတူဝင်တို့လိုကစားသမားကောင်းတွေရှိနေတာကိုကျွန်တော်တို့တွေ့ရပါတယ်ဗျအုပ်စုတင်းမှာဘိုင်ယန်ပါဝင်နေတဲ့အပြင်မနေ့ကဘိုင်ယန်မြူနစ်ကဒါ16ပြအနိုင်ရရှိတဲ့အတွက်ကြောင့်ဒီပွဲကအကျိန်းနေရှိမယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်ဗျလက်ရှိမနက်ခင်းပေါက်ကြီးတွေအရလည်း မြန်မာကြီးကတော့မြန်မာလောလောဆယ်မနက်ခင်းစတင်မြန်မာကြီးကတော့ဒါဘီဖီကာကတလုံး90အနိုင်ဆိုတဲ့ body ကြီးမျိုးကိုပေးထားပြီးတော့ဂိုးပေါင်းကြီးကလည်းနှလုံးသွင်းရင်တရားအရှုံးဆိုတဲ့ကြီးကိုပေးထားပါတယ်ဗျဒါမလေးကြီးစတဲ့ကြီးအနည်းနဲ့ကလည်းဘင်ဖီကာကတလုံးသွင်း90အနိုင်ဆိုတဲ့ကြီးမျိုး body ကြီးမျိုးကိုပဲထပ်ပေးထားပြီးတော့ဂိုးပေါင်းကြီးကတော့နှလုံးတရားအရှုံးဆိုတဲ့ကြီးနဲ့စတင်ထားတဲ့အတွက်ကြောင့်ဒါမလေးကြီးနဲ့မြန်မာကြီးတို့ရာမှာကွာဟမှုမရှိတော့ကျွန်တော်တွေ့ရပါတယ်ဗျ ဒါအခုလောစေကျွန်တော်တို့ညနေပေါက်ကြီးအရာဆိုရင်လဲ body ကြီးက1ပလက်20လောက်ထိကျသွားပြီးတော့ဘိုးပေါင်းကြီးကလည်းနှလုံးသွင်းရင်65ဗျအနိုင်ဖြစ်သွားတာကိုကျွန်တော်တို့နှလုံးသွင်းရင်65ဗျအရှုံးဖြစ်သွားတာကိုကျွန်တော်တို့တွေ့ရပါတယ်ဗျာပေးထားတဲ့ကြေးရပေးထားတဲ့ကြေးရောဒါဒီနှစ်သိန်းရဲ့လိမ့်စင်တဲ့ကွာချမှုရရောဘင်ဘီကာအနေနဲ့ဘိုကာဂျူနီယာကိုတစ်လုံးသွင်းရင်ပြား20ပေးထားတယ်ဆိုတာကကျွန်တော်ထင်ပါတော့ဘင်ဘီကာအနေနဲ့အနေဆုံးကျွန်တော်တို့ဘိုကာဂျူနီယာကိုတကောအတာနဲ့အနိုင်ရမယ့်ကြေးမျိုးကို ပေးထားတာလို့ကျွန်တော်အနေနဲ့မြင်ပါတယ်ဗျ။နေရှားစစ်သားကြီးပဲဆိုရင်လည်းဘိုးကဂျူနီယာအနေကလည်းတိတ်ပြီးတော့ညံ့နေအနေတိတ်ပြီးညံ့နေအသင်းအနေထားမျိုးတော့မဟုတ်ဘူးဗျ။ဒီဘက်ကိုအနိုင်ရရှိတဲ့အသင်းကလည်းဘိုင်ယန်မြူးနစ်ကိုဒါနောက်ကနေဖိအားပေးနိုင်မှာဖြစ်ရတဲ့ကြောင့်ကျွန်တော်အနေနဲ့ဒီပွဲကိုဘယ်လိုပြောလဲဘင်ဖီကာအနေနဲ့ဘိုကာဂျူနီယာကိုဂိုးတအားအပြည့်ကြီးကန်နိုင်ပြီလို့ကျွန်တော်အနေနဲ့မထင်ပါဘူးဗျ။ဒါကြောင့်ဒီပွဲကိုနှစ်သင်းလုံးအနေနဲ့တည်တည်ချာချာလေးအာယုံစိုက်ကစားပြီးတော့ကျွန်တော်ဒီပွဲ တေချာလေးအောင်စိုက်ပြီးကစားမှဖြစ်တဲ့အတွက်ကြောင့်ဒီဘွဲကတေချာမြင်းမြန်ဆိုင်ဆိုင်ရှီအောင်မယ်လို့တော့ကျွန်တော်အနေနဲ့ထင်ပါတယ်ကျွန်တော်အနေနဲ့ကျွန်တော်ဒီဘွဲမှာဘင်ဖီကာရဲ့တလုံးသွင်းရင်ပြား20အနိုင်ဆိုတဲ့ body ကိုကြိုက်တယ်လို့အပြန်အလှန်သွင်းကိုးတွေနဲ့မြန်မြန်ဆိုင်ရှိမယ်လို့ထင်တဲ့အတွက်ကြောင့်လည်းကျွန်တော်ဒီဘွဲရဲ့ဂိုးဘော်ကိုလည်းကျွန်တော်ထပ်ပြီးတော့ကြိုက်နေသက်မိပါတယ်ဗျဒါကြောင့်ဘင်ဖီကာအသင်းနဲ့ဘောကာဂျူနီယာအသင်းတို့ရဲ့ဒါကျွန်တော်ရဲ့စိတ်ကြိုက်ရွေးချယ်မှုကတော့ဒါအပေါ်ဆုံးဖြစ်ပါတယ်ဗျ body အနေနဲ့ညီကိုတွေကိုမိတ်ဆက်ပေးချင်တာဒီတစ်ခုရှိပါတယ်ဗျဒါဒါကတော့ညီကိုတွေအနေနဲ့ဘောလုံးပွဲတွေကိုတိုက်ရိုက်ကြည့်တိုက်ရိုက်ဆော့ကစားမယ်ဆိုရင်တော့ဒါ UFA ဘက်မှာစိတ်ကြိုက်ဆော့ကစားလို့ရပါတယ်ဗျညီကိုတွေအနေနဲ့ UFA ဘက်မှာအကောက်ဖွင့်ဆော့ကစားမယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်ရဲ့အခုကလပ်ဝေါကက်ပွဲတွေအပြင်ဒါ2025-26ဒါဘောလုံးရာသီတစ်ခုစားကျွန်တော်ရဲ့ Telegram VIP channel ကို free join ခွင့်ရမှာဖြစ်ပါတယ်ဗျာကျွန်တော်ရဲ့ Telegram VIP channel မှာဆိုလို့ရှိရင်တော့ဒါညီကိုတွေအတွက်ဒါကျွန်တော် live bet တွေ ပြီးတော့လို့ရှိရင်ကျွန်တော်တပွဲကောင်းနေအဲ VIP မောင်းလေးတွေကိုကျွန်တော်ရွေးပေးနေတာဖြစ်တဲ့အတွက်ကြောင့်ညီကိုတွေနေနဲ့ join ထားတဲ့နေလို့ကျွန်တော်နေနဲ့ recommend ပေးပါတယ်ဗျဒါကြောင့်ညီကိုတွေနေနဲ့ UFA ဘက်မှာစော်ကစားခြင်းနေဆိုလို့ရှိရင်တော့ဒါကျွန်တော်ရဲ့ Viber number အပေါင်း6638392892ကိုဆက်သွယ်လို့ရသလိုကျွန်တော်ဒီဗီဒီယိုရဲ့ comment box အောက်မှာလည်းကျွန်တော်ရဲ့ Telegram channel နဲ့တနေ့ Telegram channel နဲ့ကျွန်တော် line account တို့ကိုချပေးထားမှာဖြစ်ပါတယ်ဗျာ ဟုတ်ကဲ့ညီကိုတွေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာကျွန်တော်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့တုံးသက်ပေးမှုကိုသဘောကျနှစ်သက်တယ်ဆိုရင်တော့ညီကိုတွေအနေနဲ့ like and subscribe လေးနဲ့ကူညီပေးကြလို့ရပါတယ်ဗျာဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျာ